ကိုပို့ပြီးတော့ American policy တတ်တတ်ဖြစ်တဲ့နဲ့ ASEAN နောက်ကြီးပဲလိုက်နေလို့ရှိရင်ငါးနှစ်ပြည့်တော့မယ်ဘာမှမဖြစ်သေးဘူးဆိုပြီးတော့မြန်မာပြည်နဲ့ဆိုင်တဲ့ policy ကိုသူတို့ပြောမှာပေါ့ဗျာနံပါတ်2ကအတူအရောင်ရွေးကောက်ပွဲကိုဆန့်ကျင်သင့်တယ်ဆိုပြီးတော့လက်မခံသင့်ဘူးဆိုပြီးတော့အဲ့ဒါလေအကုန်လုံးပဲ Republican နဲ့ Democrat ကသက်သေတင်ပြတဲ့လူတွေရောမိကွန်းထုတ်တဲ့လူတွေရောအကုန်လုံးကသဘောတူတယ်နံပါတ်3ကကြားဖြတ်ရေးကိစ္စပေါ့နော် online ငွေကြေးလိမ်လည်မှုကိစ္စ ်အမေရိကန်အတွက်သူတို့တိုက်ပြီးလုံခြုံရေးအထိပါထိခိုက်တိုင်းတယ်သူတို့နေနေရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့တာအဓိက၃ချက်ပေါ့အမေရိကန်ရဲ့မြန်မာအရေးပေါ်ချင်းကပ်ဖို့မဟာဗျူဟာအစ်မပါဝင်တဲ့အချက်၄ချက်ကတော့စစ်ကောင်စီရန်ရလည်ပတ်မှုမှာအရေးပါတဲ့အထောက်ပံ့တွေကိုဖျက်တောက်ရေးမဟာဗျူဟာပေါ်ဆောင်မှုအတွက်ကောင်းဆောင်တယောက်ခန့်အပ်ရေးမြန်မာဒီမိုကရေစီအင်အားစုတွေအားကောင်းလာအောင်ထောက်ပံ့ရေးအမေရိကန်နိုင်ငံလုံခြုံရေးကိုချိန်ချောက်လာတဲ့အချက်တွေကိုရင်ဆိုင်ဖြေရှင်းရေးစတဲ့အချက်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အင်ဂျင်နီယာနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယတို့အပါအဝင်အရှေ့တောင်အာရှဒေသလွှဲနိုင်ငံတွေရဲ့နောက်ကွယ်မှာဝှက်ထားတဲ့နိုင်ငံရေးသဘောထားတွေအပေါ်မှာမူတည်ပြီးအမေရိကန်နိုင်ငံကဆောင်ရွက်လာမဲ့လုပ်ငန်းတွေအောင်မြင်မှုရှိမရှိကိုတော့စောင့်ကြည့်သွားမှာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ် American အနေနဲ့ကမ္ဘာမှာ balance ဖြစ်အောင်ပေါ့လေအထူးသဖြင့်တရုတ်နဲ့ပတ်သက်ပြီးတော့မှ Southeast Asia လိုလို့ဒီ Indo-Pacific ဒေသတွေလိုမှာပေါ့သူတို့ရဲ့လွှမ်းမိုးမှုကတရုတ်ရဲ့အနောက်မှာကျန်ခဲ့တာမျိုးမဟုတ်ဘဲနဲ့ power balance တွေဖြစ်အောင်လှုပ်ဆောင်လာတဲ့အရေးအကြောင်းမျိုးတွေလည်းကျွန်တော်တို့ခံမှန်းလို့ရပါတယ်ရှင်ပတ်သက်မှုအတိုင်းအတာတွေတိုးမြင့်ပြီးတော့ဆောင်ရွက်လာတာတွေကိုတွေ့ရပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီ ီရပိုင်းတွေမှာတောက်လျှောက်ဆိုတယ်လို့ပမာအရေးကြီးတွေကအရှိုံရောက်လာတယ်ခုလိုအရေးကြီးရဲ့ဈာနာပွဲတွေလုပ်တယ်လို့ဒီလိုဈာနာပွဲတွေဆိုတာကဆက်ပြီးတော့မှဥပဒေပြုမှုတွေထိသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့အရေးကြီးရဲ့ကိစ္စတွေကိုအမေရိကန်နိုင်ငံအနေနဲ့ဆောင်ရွက်လာတယ်လို့ကျမတို့သုံးသပ်လို့ရပါတယ်ရှင်စစ်ကောင်စီကရာဇဝတ်မှုတွေကျူးလွန်ထားတာကြောင့်ကျူးနိုင်ငံလိုမျိုးစစ်ကောင်စီနဲ့ဆက်သွယ်ပူးပေါင်းဆောင်ရွက်တဲ့နေလန်ကိုတုံ့မို့အမေရိကန်နိုင်ငံအတွက်မဖြစ်နိုင်ကြောင်းဈာနာပွဲမှာဆွေးနွေးခဲ့တာကိုလည်းတွေ့ရပါတယ် အမေရိကန်အစိုးရကအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်းနိုဝင်ဘာလ၁၂ရက်နေ့မှာကြေညာထားတာပါ။ရက်ပိုင်းတွင်မှာပဲလွှတ်တော်မှကြားနာပွဲပြုလုပ်ပြီးမြန်မာရေးကိုထိရောက်တဲ့မူဝါဒရေးရည်ရည်နဲ့ချဉ်းကပ်ဖို့အမေရိကန်လွှတ်တော်တာဝန်ရှိသူတွေကကြိုးစားလာတာဖြစ်ပါတယ်။ကျွန်တော်သုတချမ်းသာပါ။မကွေးတိုင်းမြိုင်မြို့နယ်စက်မှုနှစ်မှာတက်ဆွဲထားတဲ့စစ်တပ်ထဲကနေ အနီးအနားရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုထွက်ခိုးတဲ့စစ်သား၂ယောက်ကိုနိုမာလာ၁၉ရဲ့မနက်ကပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာတယောက်တည်းဆုံးပြီးတော့တယောက်ကိုဖမ်းမိခဲ့တယ်လို့မြိုင်းမြို့နယ်ပကဖအဖွဲ့ဝင်ဒီစီကနေသိရပါဗျ။အရှင်ဖမ်းမိသူစီကနေ MA တနက်တလက် G 483တောင်း G ပေါက်6ခုစစ်အုံဆောင်ပစ္စည်းတချို့နဲ့ပြည်သူပိုင်အိမ်တွေကနေခိုးယူခဲ့တဲ့ခိုးရပါပစ္စည်းတွေကိုလည်းတင်စီရမိခဲ့တယ်လို့မြိုင်းပကဖတပ်ဖွဲ့ဝင်တယောက်ကပြောပါဗျ။အရှင်ဖမ်းဆီးရမိတဲ့စစ်သားဟာဒဏ်ရာရထားပြီးတော့ သူ့ကိုတုံ့ပန်ဥပဒေနဲ့အညီထိန်သိမ်းပြီးစေကူတာပေးနေတယ်လို့မြိုင်ပကဖပြန်ကြားတဲ့တာဝန်ခံကပြောပါရတယ်။အဲ့ဒီမြိုင်ဆက်မှုနှစ်ဝင်းထဲမှာတက်ဆွဲနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနိုမာလာ6ရက်နေ့ကနေနိုမာလာ10ရက်နေ့အထိမြိုင်အနောက်တောင်ပိုင်းကကြေးရွာတွေဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ပြည်သူပိုင်းနေအိမ်တွေအပြင်စစ်ဆောင်တဲတွေကိုလည်းမီးရှို့ဖျက်ဆီးသွားကြပြီးပြည်သူတွေကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကြတယ်လို့သိရပါဗျ။ လက်ရှိအချိန်အထိမြိုင်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့ဒေသခံတော်လှန်ရေးတပ်တွေကပြောပါတယ်ရှင်။စကိုင်းတိုင်းကျွန်းလမြို့နယ်မှာစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးချုံနောက်ခံထားရသူအမျိုးသား၄ယောက်ဟာနိုမာလာ၁၀ရဲ့နေညာကအချုပ်ထောင်ဖောက်ထွက်ပြေးလွတ်မြောက်လာတယ်လို့ကျွန်းလကန့်ဘလူတကြွလှရှာသူများအဖွဲ့ကန့်ဘလူခရိုင်စီကနေသိရပါဗျ။သူတို့ကိုစစ်တပ်ကအော်တိုဘာလ30ရက်နေ့ကနေနိုမာလာ10ရက်နေ့အတွင်းပေါ်တာဆွဲဖမ်းဆီးထားတာဖြစ်ပြီး ရွှေဘုံမြကြီးနားဖြူဟာလမ်းကျောပေါ်မှာရှိတဲ့ကမ့်ဘလူမြို့နယ်ဘူကုံစစ်ကောင်စီအထိုင်ဂိတ်ကအချုပ်ခန်းမှာချုံနောင်ထားခြင်းအခုလိုထွက်ပြေးလွတ်မြောက်လာတာလို့ကျွန်းလာကမ့်ဘလူတက်ကြွလှရှာသူများအဖွဲ့ကမ့်ဘလူခရိုင်ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်လွတ်မြောက်လာသူတယောက်ကတော့သူတို့အနေနဲ့အချုပ်ခန်းအောက်ခင်းနဲ့တစ်သားပြားကိုရတဲ့တံပြားနဲ့ရှေ့ရလောက်ကြအောင် တိုက်ဖြတ်ပြီးထွက်ပြေးလာရတာလို့ဆိုပါတယ် ဒါပြင်သူတို့နဲ့အတူချုံနောက်ခံခဲ့ရသူတွေအထဲမှာယဟန်တပါးလဲပါဝင်ပြီးအမျိုးသမီးတယောက်ကိုလည်းဖမ်းဆီးထားတာတွေ့ရတယ်လို့ဆိုပါတယ်။အဲ့လိုပေါ်တာဆွဲတာတွေလုပ်နေတဲ့အတွက်ခီးသွွားပြည်သူတွေအနေနဲ့စစ်တပ်အထိုင်စခန်းတွေရှိတဲ့ဂိတ်စခန်းတွေကိုအတက်နိုင်ဆုံးရှောင်ကွင်းသွားလာကြဖို့လဲကျွန်းလာကမ့်ဘလူတက်ကြွလှရှာသူများအဖွဲ့ကမ့်ဘလူခိုင်ကတိုက်တွန်းထားပါတယ်ရှင်။တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့် TNN နဲ့တအန်တက်ကထိ ंछ ုတ်ထားတယ် မန္တလေးတိုင်းမိုးကုတ်ကျန်နာမည်ဘူးစစ်ကော်မရှင်ကိုပြန်လည်လွှဲပြောင်းပေးရတော့မှာပါအဲ့လိုလွှဲပြောင်းရမှာ TNN တန်တက်ကစစ်ကော်မရှင်ကိုလုံခြုံရေးယူပြီးမိုးကုတ်မြို့တွေကိုခေါ်ဝင်လာမှာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းတော်လန်ရင်နဲ့ပတ်သက်တဲ့သူတွေ CDN ဝန်ထမ်းတွေဟာဘေးကင်းရာကိုတိမ်းရှောင်နေကြတာပါတီတူတွေရောအကုန်လုံးကကဲကိုလိုတို့လိုမိသားစုတွေဆိုဘလို့မှနေလို့အဆင်မပြေရော အခုဟာကျတော့တို့ကဘယ်လိုပြောမလဲနက်နက်လွယ်ခဲဖြစ်တဲ့ပုံစံမျိုးလောက်တာကွာတာဝန်ယူမှုတာဝန်ခံမှုတို့ကလုံးဝမရှိဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြမှာအဲ့ဒါနဲ့ဆက်ဆက်တဲ့သူတွေဆိုလို့ရှိကုန်ကြပြီတီယန်နန်ဒီတန်တက်ကမိုးကုံမျိုးနဲ့အတူပြန်ပေးရမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မျိုးကပြည်သူတွေမှာလည်းတိုက်ပွဲဖြစ်ပွားမှာကိုစိုးရင်ပြီးတိန့်ဆောင်တာတွေရှိပါတယ်ဒါအပြင်စစ်ကွန်မရှင်ကမုံမိတ်မျိုးကိုပြန်လဲအုပ်ချုပ်ရင်တော်လိုင်းနဲ့ပတ်သက်တဲ့မိသားစုဝင်တွေ စီဒီယံဝန်ထမ်းတွေကိုဖမ်းဆီးပြီးနေအိမ်တွေကိုချိတ်ပိတ်မှာကိုလည်းစိုးရိမ်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်။မြေပြင်အနေထားကတော့မိုးမိတ်အနေနဲ့ကတော့ဟိုမိုးကုတ်ကိုပဲတစ်ချက်စောင့်ကြည့်ရမှာပေါ့။ကြောင်မဲရဲ့ဖြစ်စဉ်မျိုးလေးလို့အဲ့ဒါတွေလည်းဒီမှာကြောက်နေရတာ။တက်တက်ကပြန်ဝင်လာခဲ့ပြီဆိုလို့ရှိရင် DNL နဲ့ပတ်သက်တဲ့လူတွေ DNL နဲ့စီဝါရေးတွဲလုပ်တဲ့လူတွေအဲ့အဲ့ဒါတွေတခါတည်းစစ်တပ်ကပြန်ဖမ်းအိမ်နဲ့ပြန်ချိတ်ပိတ်ဆိုဒီမှာလည်းအဲ့လိုမျိုးတွေဖြစ်လာနိုင်နေဆိုတော့အနေအထားမျိုးနဲ့ပတ်သက်တဲ့လူတွေကတော့စိုးရင်ကြောက်ကြနေကြတာပေါ့ တီအန်အန်နေတန်တက်ကထင်ချုပ်ခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချူကြောင်မဲနယ်တီဘုံမြို့ကိုစစ်ကော်မရှင်တပ်ကဒီနှစ်အတွင်းပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တော်လန်ရင်းနဲ့ပတ်သက်တဲ့လူတွေကိုဖမ်းဆီးပြီးနေအိမ်နဲ့လုပ်ငန်းတွေကိုချိတ်ပိတ်တာတွေပြုလုပ်ခဲ့ပါတယ်။ကျွန်တော်ခွန်စော်ဦးပါ။ TNL တအန်းတက်ကစစ်ကောင်မရှင်ကိုမိုးကုတ်မြို့ရဲခေါ်ဝင်လာမယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းတော်လှန်ရေးနဲ့ပတ်သက်တဲ့သူတွေနဲ့ CDM ဝန်ထမ်းတွေဟာ ဘေးကင်းရာကိုတင်းရှောင်နေကြပါတယ်ခွန်စောသတင်းပေးပို့ထားပါတယ်ရှင်ရခိုင်ရေပိုင်နဲ့ထဲဝင်ရောက်ပြီးငါးခိုးဖမ်းတာတွေပြုတ်လုံနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေကိုဇက်တိုက်ဖမ်းဆီးတာတွေပြုတ်လုံနေတယ်လို့အရခတ်တော်ရဲ့ကမ်းခြေဆောင်တက်တဲ့နေဆက်သူတွေကလည်းသိရပါတယ်နိုမာလာ၁၈ရက်ကရခိုင်ရေပိုင်နယ်အတွင်းငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား၁၆ယောက်ကိုမောင်တော်မြို့နယ်တဝင်းချောင်းရွာဟောင်းအနီးနဲ့ ရသေတောင်မြို့နယ်ချင်းခါလီကျေးရွာအနီးတွေမှာဇက်တိုက်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။နိုမာလာ၁၂ရက်ကလည်းရသေတောင်မြို့နယ်ကိုရံကောက်နဲ့ချင်းခါလီကျေးရွာအနီးမှာရှိတဲ့ရခိုင်ရေပိုင်နဲ့အတွင်းမှာငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား21ယောက်ကိုငါးဖမ်းဆက်လင်ငါးစင်းနဲ့အတူဖမ်းဆီးရမိခဲ့ပြီးဥပဒေနဲ့အညီအေးအေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့ AA ရဲ့ကမ်းခြေဆောင်တက်တဲ့နေဆက်သူကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာရခိုင်ရေပိုင်နက်ကိုကျူးကျော်ဝင်ရောက်ပြီးငါးဖက်နာတွေကြောင့်ဖမ်းဆီးခံရသူတွေကိုအစောပိုင်းကဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တက် BGB ထံလွှဲပြောင်းပေးခဲ့ပေမဲ့နောက်ပိုင်းမှာလွှဲပြောင်းပေးတာမရှိတော့ဘဲအရေးယူတာတွေပြုလုပ်လာတာလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ကျူတင်မဲပေးဖို့ကြင်ညာတာနဲ့အတူကြောက်ဖြူမှာလေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ထပ်အောင်သတင်းပေးပို့ထားပါတယ်ရှင်။ မခိုင်ပြည်ကြောင်းဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့တိုက်ပွဲတွင်ပြင်းထန်လာတာနဲ့အများစစ်တပ်ရဲ့လေကြောင်းပုံကျဲမှုတွေရေပြင်ကနေလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အခုရပါအတွင်မှာပဲကြေော်ပေါင်း16ရော့ထက်မနည်းထပ်မံစစ်ပေးတင်းရှောင်လာကြရဲလို့ဒေသခံတွေနဲ့ကုညီဆောင်ရွက်ပေးနေသူတွေစီကသိရပါတယ်စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်လာမှုတွေကြောင့်ကြောက်ဖြူမြို့နယ်မင်းပြင်းချောင်းဖြားနယ်တိုင်းချောင်းကျော့အနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးအနီးအနားရှိကျော့တွေက ဒေသခံ2300ကျော်လောက်ထပ်ပြီးစစ်ဘေးရှောင်နေကြတာပါလို့ဆိုပါတယ်။အခုလိုအတန်အန်ဒီရယ်ကိုစိုးရင်လို့စစ်ဘေးရှောင်လာကြရင်စစ်ဘေးရှောင်တွေထဲမှာမိသားစုနဲ့ကွေးကော်တော်တဲ့သူတွေလည်းရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်းတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်လာရတဲ့အချိန်ကျောက်ပြုံမြို့နယ်ကက်တပြေကျော်ရှိ အသက်86နှစ်အရွယ်အဖေါ်အိုတယောက်ဟာသူ့ရဲ့သားသမီးတွေနဲ့တကွေးတပြားစီ ဖြစ်ခဲ့ရတယ်လို့နှိဆက်သူတွေစီကသိရပါတယ်။ လက်ရှိမှာနေရစွန်းကိုလာကြရတဲ့စစ်ဘေးလျှောက်တွေရဲ့အခြေအနေနဲ့စစ်ဘေးလျှောက်စခန်းတွေမှာမိသားစုတွေနဲ့တကွေးတပြားဖြစ်နေကြသူတွေရှိတဲ့အကြောင်းကိုဒေတာအတွင်းစစ်ဘေးလျှောက်ကူညီပေးနေသူတယောက်ကပြောပါရယ်အသေးပေးကောင်ကအော်တိုမတ်ရှောင်းခဲ့ရရဲ့အနေထမ်းမျိုးဒီပါဗေဒဟိန်းသမရိကတို့တိရှိအသက်ဘေးကိုကြောက်ပြီးမချောင်လို့မရလို့ပြေးလာကြရတာပါပတ်ဆက်ရှိတဲ့သူတွေကတော့တဲထိုးပြီးနေနိုင်တယ်တချို့ပတ်ဆက်မရှိတဲ့သူတွေကြတော့စာတင်ကျောင်းနေဖုန်းကြီးကျောင်းနေမှာနေရာလည်းမရှိတော့ဆစ်ချောင်းတွေကပုံများတယ်လမ်းမမှာတဲထိုးပြီးနေကြရတယ် တချို့တဲထိုးပြီးမနေနိုင်တဲ့သူတွေကတော့လမ်းဘေးမှာအပင်အောက်တွေမှာပဲတာပေါ်လင်စားတွေကာပြီးနေကြတယ်။ပြီးရင်အသက်86နှစ်အရွယ်အဖွားကိုတယောက်ဆိုရင်စစ်ဘေးရှောင်လာရင်တားနဲ့သမီးတွေကိုရှာမတွေ့တော့ဘူး။အခုထိတည်သလားရှင်သလားဆိုတာလည်းမသိရပါဘူး။စစ်ဘေးရှောင်လာတဲ့အချိန်အဲ့လိုမျိုးကွဲသွားတာလည်းအများကြီးရှိပါတယ်။အခုချိန်ထိကိုပြန်မတွေ့ကြသေးပါဘူး။အရေးပေါ်နေရပြောင်းရွှေ့တာနဲ့စစ်ဘေးရှောင်တဲ့အရေးကူညီဆောင်ရွက်ပေးနေတဲ့ Travel T အဖွဲ့တီထောင်သူကိုဗီတာကတော့သူတို့အဖွဲ့အနေနဲ့စစ်ဘေးရှောင်မိသားစုဝင်တွေထဲမှာ ကြောက်ဆုံးနေသူတွေတကွေတပြားစီဖြစ်နေသူတွေကိုပြန်လည်ဆုံစည်းပေးနိုင်တဲ့အစီအစဉ်လေးတွေလှုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။သူတို့အဖွဲ့ကိုလူမှုကွန်ရက် Facebook စာမျက်နှာကနေတဆင့်ဆက်သွယ်ပြီးတော့အကူအညီတောင်းနိုင်တယ်လို့ဆိုပါတယ်။လက်ရှိအဖြစ်စဉ်ကြောင့်ဖြစ်စေ အဲဒါလို့မဟုတ်ရင်လည်းတခြားအရင်ကတည်းကတိုက်ပွေးစစ်ပွေးတွေကြောင့်ဖြစ်စေပေါ့နော်အမီတာဇူခွေးကော်တော့တဲ့လူတွေပျောက်ဆုံးနေတဲ့လူတွေရှိတယ်ဆိုရင်ဒါကျွန်တော်တို့ property ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့မှာအပြည့်လေစုံစည်းကြမယ်ဆိုတော့အဆီဇင်လေးရှိပါတယ်အဲအဆီဇင်ကိုဆက်သွယ်ပြီးတော့မှဒါဟိုဟိုမီတာဇူပျောက်နေတဲ့လူတွေကိုလိုက်ရှာတာ track light တာဆက်သွယ်ပြီးပေါ့နော်ကျွန်တော်တို့နိုင်တဲ့ဟာလေးတွေကိုလုပ်ခုပေးတဲ့အဆီဇင်ရှိပါတယ်ဗျဟုတ် ပြီးခဲ့တဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစီရဲပဋိပက္ခဖြစ်ချိန်ကစပြီးလက်ရှိအချိန်တည်းစစ်ပေးရှောက်ဥယျာဉ်9000ကျော်အထိရှိလာနေပြီလို့ Travelty အဖွဲ့ရဲ့အစင်းတွေအရာသိရပါတယ်လက်ရှိကြောက်ဖြူမြို့နယ်မှာစစ်တပ်ကလေကြောင်တိုက်ခိုက်တာရေပြင်ကနေလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တာမြင်းပြင်စစ်ကြောင်ထိုးတာတွေကိုစစ်တပ်လုံဆောင်လာနေတဲ့အတွက်ဒေသခံထိခိုက်ဒေဆုံးမှုတွေကလည်းတစ်နေ့တစ်ခြားမြင့်တက်လာနေပါတယ်။ဒါအပြင်အရေးပေါ်စေဘေးလျှောက်လာကြသူတွေအနေနဲ့အခြေခံစာနယ်ဇင်းခါတွေဆေးဝါးတွေအရေးတကြီးလိုအပ်နေတဲ့အပြင် လာတာအွေခလေးငယ်တွေနဲ့နိုတိုင်မိခင်တွေလည်းပါဝင်နေတဲ့အတွက်မိခင်နဲ့ခလေးအတွက်လိုအပ်တဲ့ဖြည့်ဆွက်စာတွေနဲ့စေဝါတွေလည်းလိုအပ်နေတယ်လို့ဆိုပါတယ်။ကျွန်မကေခိုင်ပါရုရှားထောက်လန်ရေးတင်မောရန်တာတာချိန်ချောက်မှုတရက်ဖြစ်လာမယ်ဆိုရင်စီရင်နီးလန်းတွေနဲ့တုတ်ပြန်ဖို့အသင့်ရှိတယ်လို့ဘီရင်ကာကွယ်ဝင်ကြီးဂျိုဟင်လီကနိုမာလာ၁၉ရက်နေ့မှာတတိပေးလိုက်ပါတယ်။ စကော့တလန်မြောက်ပိုင်းကပြည်ရင်ရေပိုင်နဲ့အစွန်းကိုရောက်လာတဲ့တီတင်မော့ကိုစောင့်ကြည့်ဖို့သွားတဲ့တော်ဝင်လေတက် RAF ရေမှူးတွေကိုတင်မော့ဘော်ကနေလေဆာနဲ့လှမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ဝင်းကြီးဟေလီကတော့တင်မော့အနေနဲ့လမ်းကြောင်းပြောင်းပြီးတောင်ဘက်ကိုဆင်းလာမယ်ဆိုရင်စစ်ရေးအရအေးအေးယူဖို့အသင့်ပဲလို့ပြောပါတယ်။ ရုရှားသမောတွေပြည်တွင်ပိုင်တဲ့အနေရောက်လာချိန်မှာပိုပြီးတော့နီနီကက်ကက်စောင့်ကြည့်နိုင်ဖို့အတွက်ရေတဲထိတွေ့တိုက်ခိုက်မှုဆိုင်ရာစီမင်း rules of engagement တွေကိုပြောင်းလဲတတ်မှတ်ခဲ့တယ်လို့လည်းဝန်ကြီးကပြောပါတယ်ဒီသမောဟာရေအောက်ကေဘယ်ကြိုးတွေကိုဖျက်ဆီးဖို့နဲ့ထောက်လန်းရေးအချက်အလက်ရယူဖို့တိစောက်ထားတာဖြစ်တယ်လို့ပြည်တွင်ဘက်ကယူဆထားတာပါ လန်ဒန်အခြေစိုက်ရုရှားတန်ယုံကတော့သူတို့နိုင်ငံရဲ့လုပ်ရက်တွေဟာဗီရင်ရဲ့လုံခြုံရေးကိုထိပါစေလိုတဲ့ရည်ရွယ်ချက်မရှိဘူးလို့တုံ့ပြန်ထားပါတယ်ရှင် ပွဲစဉ်ဆက်တပွဲပြီးဆုံးချိန်အထိပရီးမီးယားလီးဂ်အကောင်းဆုံးကစားသမား၃ယောက်ကိုအင်္ဂလန်နဲ့မန်ယူတိုက်စစ်မူဟောင်းဝေရိုနီကရွေးချယ်သွားပါတယ်။အမေဇုန်ပရိုင်းစပေါ့ရဲ့ရုပ်တံအစီအစဉ်မှာဝေရိုနီကရွေးချယ်ခဲ့တာဖြစ်ပြီး၁၄ဂိုးသွင်းထားတဲ့မန်စီးတီးတိုက်စစ်မူဟာလန်ပါဝင်ခြင်းမရှိပါဘူး။ဝေရိုနီရဲ့ရွေးချယ်မှုမှာပထမဆုံးပြောသွားတာကဘုံမောက်တောင်ပံကစားသမားအန်တိုနီဆမ်မန်ညိုဖြစ်ပြီးမနစ်ကစွမ်းဆောင်ရည်ကိုဆက်ပြီးထိမ့်သိမ်းနိုင်ခဲ့သူဖြစ်ကြောင်းချီးကျူးပါရယ် နောက်ထပ်တစ်ယောက်ကတော့မန်ယူတိုက်စစ်ကစားသမားအန်ဘူမိုဖြစ်ပြီးသူဟာအခက်ခဲဆုံးအချိန်မှာ United ကိုထမ်းတင်ပေးခဲ့သူဖြစ်တယ်လို့ရူနီကပြောပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ Arsenal တိုက်စစ်မှု Vita Rogers ဖြစ်ပြီး Arsenal ပြည်သက်တွေနှစ်ပေါင်းများစွာအလိုရှိနေတဲ့နံပါတ်6တိုက်စစ်မှုဖြစ်ကြောင်းနဲ့ Rogers ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့လှုပ်အားနှုံးအပအဝင်အသင်းဖော်တွေကိုနေရာလွတ်တွေရှာဖွေမှုမှလည်းကောင်းမွန်သူဖြစ်ကြောင်းရူနီကချီးကျူးသွားပါတယ်ရှင်။ DVU မြန်တန်ကြရဲ့မနက်ရှင်နိုင်တဲ့တဲ့တွေကိုရှုစားကြရတာပါ။ မနက်ဆယ်နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးဦးမှာပါကျမတော့ဖူးအီနေပါ ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်တက်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါစပ်အငားပေးဆိုင်များဖကြားခြင်းတော်တူ DBB စီစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြာရောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖကြားပေးမယ့်သူကတော့မတ်တီဗီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဗီဟုတ်ကဲ့မင်္ဂလာပါကောင်းကျော်ကြီးအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DBB စီစဉ်ဒီတစ်ပတ်အတွက်ထုတ်လွှင့်မယ့်အချိန်ပြန်ရောက်လာပါပြီရှင့် ဟုတ်ကဲ့ပါဒီတစ်ပတ်မှာဘေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ဘေးစာကတော့ဒီစကိုင်းတိုင်းကတာမြို့နယ်တွေကရေးသားပေးပို့လာတဲ့ဘေးစာနဲ့ဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ဖွဲ့သားအားလုံးနေကောင်းကြပါစေကျမကကတာမြို့နယ်အင်းရွာကပါ ကျမတို့ကတာနယ်ကျေးလက်ဒေသတော်လန်ရေးစုမှုနယ်မြေမှာရှိတဲ့ န်ယူဂျီအစိုးရတရားရေးဝန်ကြီးဌာနကတရားသူကြီးများအောက်ခြေမြို့နယ်အထိစစ်စစ် ကြည့်ကြပေးပါမြို့နယ်တရားသူကြီးအားလုံးကိုပြောတာမဟုတ်ပါဘူးကတာမြို့နယ်ကတရားရေးတရားသူကြီးကိုပြောတာပါအောက်ခြေမှာလောင်းကစားတိုင်းတွေကသူတို့ငွေမရရင်တရားသူကြီးကိုတိုင်တယ်ထိုးသားတွေက ထောင်ကြပါတယ်ဒီလိုဖြစ်ပျက်နေတာတွေကိုအောက်ခြေမြို့နယ်အထိစစ်စစ်ပေးပါလို့လူကြီးများများကို ပန်ကြားအပ်ပါတယ်ဆိုပြီးတော့ ဒီကတာမျိုးနဲ့အင်းရွာကရေးသားပေးပို့လာတဲ့ပေးတာကိုတော်တူ DPP စီစဉ်မှာပထမဦးဆုံးဖျက်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေဒီတစ်ခါကျွန်မဖျက်ပြပေးစင်တဲ့ပေးစာကတော့